မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဥစဉ်ကတော့ဟိတေတီဆရာတော်ပါ။အကြံပြု တရားရှောင်းမနိကြော်ကြော်လေးပြောပြပေးပါရယ်။တရားတော်မဟောပါဘူး။ဟောလို့မဟုတ်တတ်ပါဘူး။ဥစဉ်တို့ကတရားကျင့်နေတဲ့တန်ဃာတော်ဖြစ်ပါတယ်။တရားကျင့်နေတဲ့တန်ဃာတော်အနေနဲ့ဒီမြန်မာနိုင်ငံမှာ တရားရိပ်တာတွေအများကြီးဝင်ဘူးတွေဆိုရင်အတွေ့အကြုံလေးပြောပြပါဖေဟာဆိုတော့ဘလိုမျိုးအတွေ့အကြုံရှိလေဆိုတော့ဒီလိုမျိုး ဖြစ်နေကြတာကိုဦးဇင်းတို့ကမြင်နေရတယ်အခုဘလိုမျိုးဖြစ်နေလေဆိုရင်ဒါတိတိကြကြသင်ပြပေးရမယ်ပေါ့တိတိကြကြသင်ပြပေးတဲ့ ရိတ်တာမှာအရင်ဆုံးဝင်ရမယ်တမထဆိုရင်လည်းတမထပေါ့နော်ဆရာကတိတိကြကြဒီလိုမျိုးလှုပ်ဟိုလိုမျိုးလှုပ်မှာကာတစီမောင်းဖို့သင်တယ်လို့ပထမဆုံးသင်ယူရမယ်တမထဆိုရင်လည်းတမထဒါကိုတမထလို့ခေါ်တယ်ဘယ်အချိန်မှာဘလို့လှုပ်ရမယ်ဘလို့ပေါ်လာရင်ဘလို့မှန်းရမယ်အဲ့ဒါပုံပြင်းတယ်မလို့ဘူးနော်ရှင်းရှင်းလင်းလင်းလို့တယ် ပုံပြင်တွေနှာထောင်ပြီးပြီးရှင်းရှင်းလင်းလင်းတရားမှတ်နေတဲ့အခါဘလို့ပေါ်လာရင်ဘလို့မျိုးမှန်ရမယ်စိတ်ကိုဘလို့မျိုးထားရမယ်အဲ့လိုမျိုးဓမ္မ training school တွေလိုပါတယ်မဟုတ်ရင်အချိန်တွေကြာရိတ်တာတွေကများတရားကတက်မလာတာကို တွေးနေရပါတယ်အတွေ့အကြုံပြောပါဆိုရင်ဒါတကပါလုံးနိပါတောင် ပြောလို့ရတာပေါ့ တရားကျင့်နေကြတယ်တရားကျင့်နေကြတယ်ဘသူမှလည်းဒါတည်ငြိမ်မုန်းနဲ့အောင်မြင်တဲ့လူက နေနေတယ်ဆိုတာကိုက training ပေးတဲ့ပုဂ္ဂိုလ်ကအောင်မြင်ပြီးသားပုဂ္ဂိုလ်ဖြစ်ရင်ပိုကောင်းပါမယ်။နော်အတွေ့အကြုံပြောပါဆိုရင်ဒါသမထဆိုရင်လည်းသမထဒီလမ်းကြောင်းကိုဒီလိုမျိုးမှန်းနော်လွတ်မပေးနဲ့ တပေးကိုကားမောင်းတင်ခြင်းတွေမလားကားမောင်းတင်ခြင်းတွေဆိုရင်ဒီကားပေါ်တက်မင်းမောင်းတော့လို့အဲ့လိုမျိုးလွှတ်ပေးလိုက်ရင် သူဘယ်တက်မလဲထိုးပြီပေါ့ဟိုထိုးဒီထိုးအနာကနိနိကက်ကက်ဆရာကဒီလိုမျိုးလောရတယ်ဒီလိုချိန်မှာဒီလိုလောရတယ်လို့သင်ပေးမှကြာကြာနာနာတက်မှာပေါ့ အခုဦးစင်တို့ဒါရိတ်တာကြီးတွေမှာမမိုးကအဖွေရှုပ်တွေမှာလဲဝင်တာပဲဒီတိုင်းပဲမနေရတာပဲကိုမတ်တတ်တယ်လို့ပေါ့ကိုသီးသလောက်ကလေးပဲမနေကြတာပဲရိတ်တာကြီးတွေမှာလဲတလို့ပဲမဟာစီလေးဝင်မှုတယ်ဒါအပြစ်ပြောတာမဟုတ်ပါဘူးဒါမဟာစီမှာလဲအလုတ်ပစ်တရားဖွင့်ဖွင့်ပြီးတော့မှဒီတိုင်းလွင့်ပြစ်ထားလိုက်တာပဲယောဂီတွေကကိုယ့်ဟာကိုမဲ့ရင်မဲ့မမဲ့ရင်လဲ ဇရာပြတဲ့ဆရာကထိုင်ပြီးတော့မှပြောပြမနေဘူးတတိပေးမနေတဲ့ခါကျတော့မထီရောက်ဘူးပေါ့ပြောလိုတာကထီရောက်အောင်လမ်းမမအောင်ဟိုတီးပေးရမယ်အဲ့ဒါကို damage training school ပြရမယ်သမထဆိုရင်လည်းသမထဝိပဿနာဆိုရင်လည်းဝိပဿနာ လူတွေကအဲ့လိုမျိုးချင်းချင်းလင်းလင်းသိချင်နေတာနော်ဘုရားဘာသာဝင်တွေက တရားတော်မဲ့ဖို့မစားသေးဘူးဘာလို့ခြင်းနေပြီလဲဆိုသောတာပန်ကဘလို့တက္ကတာကံကဘလို့အနာကံကဘလို့ကျန်ရတာဆိုတာဘလို့အဲ့လိုဝေဖန်ဖို့လောက်ပဲစဉ်းစားနေကိုကအရင်တရားကိုမဲ့ကြည့်ပါအောင်ဘလို့မျိုးဖြစ်နေကြလဲရိတ်တာတွေဝင်ကြည့်ပါအောင်ဦးစင်းတို့အကြံပြုလိုတာကဘလို့မျိုးဖြစ်နေကြလဲနော်ဒီရိတ်တာကဘလို့မျိုးအရှိနေရှိလဲကောင်းကောင်းမွန်မွန်သင်ပေးလား ဆရာကအကြံကြနနာသင်ပေးဖို့လိုပါတယ်ဓမ္မဒါန်သမထပိုင်းဒီဟာကိုအများကြီးလုံးလို့မရဘူးဒီဝိပဿနာဖက်ကိုကူရမယ်ဝိပဿနာဖက်ကိုကူရဆိုတာကဒလိုခန္ဓာမှာဉာဏ်လေးတွေဆိုတာကဒလိုအဲ့လိုကြံကြနနာကိုရမခေရေခါကအတွေ့အကြုံကဘလို့ရှိတယ်အဲចောင်းသားတယောက်ကိုဆရာကစာမေးပွဲအခန်းထဲမှာဘလို့မေးလာရင်ဘလို့ဖြေရတယ်လို့ ပြောပေးနေရင်အဲ့ဒီအကြောင်းသားဂုံထုမထွက်နိုင်ဘူးလားဂုံထုထွက်နိုင်တာဗောအခုလေးဒီလိုပဲလေဟိုဟာသင်တန်းသားတယောက်ကိုအကြောင်းသားတယောက်ပေးထားပါတော့အဲ့ဒီအကြောင်းသားတယောက်ကိုအိုစာမေးပွဲအခန်းလေးမှာမေခွန်းလော်တွေကခက်နေပြီမဖြေတတ်တော့ဘူးတရားမတည့်လူတွေက၄၅မိနစ်30ကြော်လာရင်မမတ်တတ်တော့ဘူးအဲ့ဒါနဲ့ဟိုတွေးဒီတွေးတွေးတာလေတွေးနေတယ်လို့လေမမတ်တော့ဘူး ဘာမှကိုမမက်တော့တာအရှိန်ပေးခါပြေးမလဲပဲမျက်လုံးဖွင့်ကြည့်ကြတာပေါ့အဲ့လိုပဲအများသောအပြင်တွေးနေရတယ်ဦးစင်းတို့လည်းကမထန့်ပြားတယ်ဘုံကြီးတပါပါပဲနော်ဦးစင်းတို့ပြားတယ်ဆိုရင်ဘေးအရှိန်မှဘလို့ပေါ်လာမယ်ဘုံကြီးကိုယ်တိုင်ကပလင်ပေါ်မှာထိုင်ပေးတယ်ထိုင်ပေးပြီးတော့ဘေးအရှိန်မှဘလို့ပေါ်လာမယ်ဘလို့ပေါ်လာရင်ဘလို့မျိုးမှတ်ကမယ်ဥပမာနော်ခန္ဓာမှာညံလေးတွေဆိုတာ နော်ခန္ဓာဆိုတဲ့ဟာရကမြင်ဟွာပေါ့ဖောက်ပြန်ခံစားမေတ္တာပြုပြင်သီဝိညာဉ်ဒီကငါးခန္ဓာဆိုတာဒီဟာကိုပြောတာဒီယုတ်ကလက်ကြီးကိုပြောတာမဟုတ်ဘူးအယောဂီတွေကဒီယုတ်ကလက်ကြီးကိုထင်ပြီးတော့မှခန္ဓာမှာဉာဏ်လေးဆိုတော့ဟိုကခန္ဓာကြီးကိုဒီဗိုက်ကြီးကိုပဲကြည်နေရမလို့လို့နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ခန္ဓာကိုကြာကြာနာနာသူတို့သီပါလျက်ကိနဲ့ ဆိုတော့ဉာဏ်ပညာမပွင့်ဘူးဖြစ်နေတယ်နော်ဘေးအရာကိုမဲ့လို့မဲ့နေရမှမသိတိတိကျကျမသိတဲ့အခါကျတော့ကမ္မထန်တွေရောနေတယ်ပေါ့သမထရောင်းရောင်းဝိပဿနာရောင်းရောင်းအာဉာဏ်ပညာပွင့်မလာဘူးပေါ့နော်တရားဆိုတာသီလသမာဓိပညာအဲ့ဒီပညာပွင့်လာဖို့လိုတယ်ပညာပွင့်မလာ